ရင်တော့ကတော့တရုတ်ပြည်သူသမရနိုင်တာပေါ့ရှင်เนาะအခုကတော့မြန်မာပြည်သူသမရနိုင်တယ်ဖြစ်တော့မလားပေါ့စဉ်းစားကြည့်လိုက်တော့လေအရင်ရှင်းတာစရာကောင်းတယ်ကျမတို့တွေကတော့เนาะပြည်သူလူလူကတော့ပြည်တွင်းထဲမှာပဲကြည့်လိုက်အောင်เนาะဘယ်လိုပဲဖြစ်ဖြစ်ဘယ်ချင်းနေမှာပဲပြည်တောက်ခံပေးထားတယ်ဟာလားအားလုံးအတန်တိတ် debate ဆိုလဲသိပြီးကြတာပဲအဲလင်းတဲ့တိုင်တာခဲ့လေအတန်ပိတ် debate လုပ်မယ်ဆိုလို့ရှင်ပြည်သူလူထုကဟိုညှို့တယ်ပေါ့เนาะအတန်ညှို့တယ်လမ်းလေးမှာလမ်းမထွက်ကြအောင် ိုဆိုတော့ဒါတွေတိတိအားဖြင့်ပြီးတော့ဘလောက်တိတောက်ခံနေရဆိုတာခံမှန်းလို့ရတယ်လေနော်ဒီသားထဲမှာဟိုတဘာဝဘေးအန်တီရဲ့ကြိုက်ရောက်လဲပဲဟိုပြည်သူတွေကဟာလာတော်လန်ကြီးကိုအပြစ်မဆုံဘူးနော်သူတို့ကတော့ပြန်ပြီးအားပေးနေတယ်ဆဲခါကျတော့ပြည်သူတွေဟာဘလောက်တောင်မှဒီနိုင်ခြင်းလဲပေါ့နော်ဘလောက်တောင်ဒီအာဏာရှင်တွေကိုကြောက်ကြုံစီစီလဲဘလောက်တောင်မှအာဏာရှင်ရဲ့လက်အောက်မှာဟာချက်ချက်ချာနေနေရလဲပေါ့ဒါတို့ ကျွန်မဘီပေါ့မှာမလို့လေနော်မြန်မာဘီမှာဆိုမြန်မာရိုးရိုးပြည်သူတွေကလည်းကြီးလန့်စာစားနေရတာလေအိတ်တာရောတောလာလာတာရောသူတို့အတွက်ကမလုံခြုံအခုအိမ်ထဲမှာလည်းမလုံခြုံခြံထဲမှာလည်းမလုံဒီမလုံခြုံမှုအဲဒီဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်အောင်လေဆီအကောင်စီကအမျိုးမျိုးတွေလုံပြနေတာလက်တွေ့လုံပြနေတာပေါ့နော်ဆွဲခါကြတော့ပြည်သူတွေကဒီအခက်ခဲတွေချားကနော်အသက်အန္တရာယ် ရှိရဆိုတာတိတိကြီးနဲ့တော်လိုင်းကိုနိုင်စေခြင်းကြတဲ့စိတ်ဆန္ဒအပြည့်အဝရှိရခြင်းအဲ့တော့လေဒီလမ်းကြောင်းပြန်ပေးလိုက်ရတဲ့ဒိဋ္ဌာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာရှင်ထဲမှာဒဏ်ရာတစ်ခုပဲရှိကျွန်တော်ဘလို့စက်ယုံကြည်ရမှာလဲပေါ့နော်တိုင်းရင်းသားလက်နက်ကင်နေခေါင်းဆောင်မျိုးပြောတာเนาะကျွန်တော်တို့ပြည်သူပြည်သူပြောပြည်သူတွေကတော့ရှင်တိုင်းရင်းသားလက်နက်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်မြန်မာဒီဗမာခေါင်းဆောင်တွေပဲဖြစ်ဖြစ်ပေါ့နော် ဟိုအကောင်အကောင်ဆုံးပဲဖြစ်စေချင်ကြတဲ့ဆန္ဒရှိရယ်ပြည်သူတွေကတသွေးတဲ့တသားတဲ့တန်နေပါပဲဘလို့ပဲဖြစ်ဖြစ်ဟဲ့လားတိုင်းရင်းသားတွေဆိုရလေကိုယ်ပြည်နယ်ကိုကိုယ်သိမ်းနေတယ်ဆိုရင်မသိမ်းဖို့လိုအပ်လို့ကိုယ်သိမ်းနေတာနော်တော့တစ်ချိန်ချိန်မှာငါတို့ငါတို့ပြည်နယ်ကိုပဲငါတို့ဟိုအုပ်ချုပ်ပြီးတော့ဟဲ့လားမြန်မာမြန်မာလူမျိုးတွေနဲ့မြန်မာဟိုပြည်သူကြီးနဲ့အဆက်အသွယ်မရှိတော့ဘူးဆိုတာမျိုးမရှိပါဘူးအကုန်လုံးကတသွေးတဲ့တသားတဲ့တန်နေဖြစ်ပါတယ်ပေါ့အဲ့တော့နောက်ဆောင်နေနေနဲ့ကျွန်မပြောချင်တာပြည်သူတွေရဲ့ယုံကြည်မှုရောမစားနဲ့ ပြည်သူတွေရဲ့ယုံကြည်မှုမလောက်စားနဲ့ဒါတော့ပြောချင်တယ်ပေါ့နော်ဟိုဒီလမ်းကြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဘယ်လိုယုံကြည်ရမလဲဆိုတဲ့ဟာတွေတော့ပြည်သူတွေရဲ့ရှင်နေမှာရှိသွားတယ်ပေါ့နော်ဟာတော်လိုင်းကြီးကဘာကြီးလဲလောက်စားတာလားပေါ့တော်လိုင်းကြီးကစီးပွားရေးဖြစ်တော်ပြီပီလာပေါ့နော်ဟိုပြေးလိုက်ရတဲ့အသက်တွေတော့ဘာမှပြန်ကိုပြီးမှလဲအခုလမ်းကြောင်းမှာဒီ ဒီကိစ္စနဲ့ပတ်သက်ပြီးဒီတိုင်းပြည်စံစစ်ဌာနချုပ်ယူသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးအပြည်သူတွေအများကြီးအများကြီးပြစ်ဆက်ခဲ့ရတယ်အများကြီးအိမ်ကြီးဟိုအိုးအိမ်ကြီးပျက်စီးခဲ့ရအသက်တွေဆုံးရှုံးခဲ့ရတယ်အဲ့ဒီအတွက်ဟိုဘာဘာပြန်လုပ်ပြီးမှလဲအခုဖြစ်သွားပြီဘာပြန်လုပ်ပြီးမှလဲ PDF တွေဝင်တိုက်ပေးခဲ့တယ်အခုအလွယ်လေးပြန်ပေးလိုက်တယ်ဒီဒါဘယ်လိုတောင်းဝန်ယူပေးမှလဲနော်အဲ့တော့ကျမတို့ဒီအနေနဲ့ကတော့ဒါကအကျွေးပါပဲဟိုတချင်ချင်းမတို့ဘာဖြစ်လာမလဲ ဒီ MMA ရဲ့ရည်တည်ချက်ဘယ်လိုဖြစ်လာမလဲဆိုတာကျမတို့အနေနဲ့အတိအကျမခန့်မှန်းနိုင်ဘူးပဲဒါအကျွေးပါပဲပေါ့နော်ဆိုတဲ့အခါကျတော့ဟိုတုံးသက်မိစလောက်ကျမပြောပြမယ်ပေါ့ချင်တော့ကျတော့ဒီ live show ကိုပြန်ပေးလိုက်ရတယ်ဆိုတာတရုတ်ကပေါင်ဝင်ပတ်သက်မှုတရုတ်ရဲ့ပေါင်ဝင်ပတ်သက်မှုဟာတော်တော်လေးကိုမှဖြစ်တဲ့ဝင်ဝင်ဖြစ်လာတယ်တော်တော်လေးကိုစီးမဆောက်ဖြစ်လာတယ်အဲ့အတွက်ကြောင့်မို့ပြန်ပေးလိုက်ရတယ်ဒီလိုယူဆလို့ရတယ်ပေါ့နော်တကယ်လေဒီကိုဖိနေတာကို live show ဘက်ကတကယ်လေ ဖိနေတာเนาะတရုတ်ကအင်အားသုံးပြီးဖိနေတယ်အဲ့တော့ဘာအကြောင်းတရုတ်ကဒီလိုလုပ်သွားနိုင်တာလဲပေါ့เนาะညစ်နှပြောင်တိုက်ပြီးတော့ဘာလို့ဒီလိုလုပ်သွားနိုင်တာလဲအဓိကအရင်ကျွန်တော်တို့တိုင်းရင်းသားရှစ်မျိုးရှိတယ်ရှစ်မျိုးလုံးတော်လှန်နေကြရယ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့တခုဘာလို့အဲ့နေရလဲဆိုတော့ဟုတ်တယ်တိုင်းရင်းသားတွေအကုန်လုံးညီရယ်ဟာလာဟုတ် မမအတိုင်းရင်းသားအပါဝင်အကုန်လုံးကတညီတညာတဲ့တိုက်နေကြတယ်အဲ့ဒါလည်းမှန်တယ်ဘုံဘောတူညီချက်တွေမူဝါဒတွေချမှတ်ထားတဲ့အခြေခံမူဝါဒတွေလည်းလိုက်နာပြီးတော့ချင်းချင်းချိတ်ဆက်ပြီးလုပ်နေကြတာအမှန်ပဲမဲ့ဘောတော့ဘဟုအစိုးရတည့်ရရှိဖို့လိုအပ်တာဒီဘဟုအစိုးရဆိုတာကဗမာဖြစ်ချင်လည်းဖြစ်မယ်နော်ဟိုတိုင်းရင်းသားတွေကပြစ်ချင်လဲဖြစ်မယ်ပြဿနာမရှိဘူးပြည်သူတွေကဘယ်သူပဲဖြစ်ဖြစ်ဘဟုအစိုးရရှိဖို့လိုတယ်အဲ့တော့ အခုခုကအန်ယူဂျီကလီတော်လန်ရေးစပြီးဖြစ်တယ်အန်ယူဂျီဆိုတာကိုဒါပြည်သူတက်လုံးတက်မှတ်ပြီးတော့ဟာဒါအစိုးရဆိုပြီးတော့ဒါဟိုရာယီအစိုးရဆိုပြီးတက်မှတ်ပြီးတော့လုပ်ခဲ့တာလေအန်ယူဂျီနေတယ်လေအများကြီးကြိုးစားပါတယ်ဒီမှာအန်ယူဂျီကိုအပြစ်လုံးကမတည်ဘူးပေါ့နော်ဘာလို့သူတို့ရဲ့အကက်တွေကျမတို့နားလဲပေါ့နော်အန်ယူဂျီလည်းအများကြီးကြိုးစားအခုဆိုလို့ရှိရင်ဒေါက်တာဇော်ဝီဆိုးလို့အတချို့အမှုကြီးတွေဒီမှာပြည်တွင်းနဲ့ပြန်ရောက်နေတာမျိုးတွေရှိတယ်ပေါ့အဲ့တော့အန်ယူဂျီဘက်ကတော့လုံတင်တာတွေကိုလည်းလုတ်ထားပါတယ် เนาะဟိုလုတ်တယ်လို့ဒီမှာတို့မြင်မြင်တွေ့ရတယ်ပေါ့เนาะပြောချင်တာကဘာလဲဆိုတော့ဒီဟိုအစိုးရကိုဟိုအတိမတ်ပြုလက်ခံဖို့အတွက်ဟိုဒီတိုင်းသာခေါင်းဆောင်ကြီးတနက်ကန်တိုင်းသာတပ်ဖွဲ့ဝင်ခေါင်းဆောင်ကြီးကဟိုအတိမတ်ပြုပေးဖို့လိုအပ်တယ်ပေါ့ဟောဆိုကျွန်တော်တို့ကအတန်ရေးတမန်ရေးဆက်ဆံရေးမှာနိုင်ငံတကာနဲ့ဆက်ဆံမယ်ဆိုရင်ဘယ်သူ့ကိုဆက်ဆံရမှာလဲဟာအခုက၃ယောက်ဖြစ်နေရလေ၃ယောက်ဒီ၃ယောက်ကတိုင်းသာလက်နက်ကန်တွေကတယောက်တတ်မှတ်တယ်ပေါ့ရှင်နော် ဒါဒီအယုဒ္ဓယာတယောက်တတ်မှတ်တယ်စစ်ကောင်စီကတယောက်တတ်မှတ်တယ်ဆိုတော့ဒီတန်တမန်အရေးအားစကားပြောတဲ့ကိစ္စတွေမှာထဲထဲဝင်ဝင်ပါမလာဘူးဟိုရွှေချွာလဲတိုင်ပတ်နေတယ်ဆိုတာကအဲ့ဒီတုံယောင်ရှိနေလို့ပေါ့အဲ့တော့ဒီဘိုးဆိုရတရရင်အောက်ကပဲသွားတင်တယ်အယုဒ္ဓယာအောက်ကပဲသွားတင်တယ်ဒါကကျွန်တော်တို့တခြားမှာဟိုမှစီဝိုင်းဟိုဘာလို့ကျွန်တော်တို့ကြည်တာမဟုတ်ကျွန်တော်တို့ဒီတော်လန်ရေးကိုပဲကြည်တယ်ကျွန်တော်တို့နိုင်ငံရေးကိုလည်းမကြည်ဘူး เนาะကျွန်တော်တို့တော်လန်ရေးအောင်ဖို့အဓိကဖြစ်တယ်နိုင်ငံရေးကနောက်မှတော်လန်ရေးပြီးမှလုပ်လို့ရမယ့်ကိစ္စတွေဖြစ်တဲ့အတွက်ဒီနေမျိုးစုံမမှုတွေကိုယ်ပိုင်အုပ်ချုပ်မှုတွေကနောက်ပိုင်းသူ့အလိုလိုဖြစ်သွားလိမ့်မယ်ဆင်ပြေသွားလိမ့်မယ်ပြီးသူကလောဘမကြီးဘူးပြီးသူကမတို့နေမျိုးသူ့မပေးရဘူးသူ့နေမျိုးငါမပေးရငါနေမျိုးသူ့လားအုပ်ချုပ်ရအောင်မဟုတ်ဘူးပြီးသူကအရင်ချင်းရှိရင်မသူ့ဘူးဖြစ်ဖြစ်ဟာလာဟိုအုပ်ချုပ်ခွင့်ပေးမယ်အဲ့ဒီရဲ့အောက်မှာငြင်းငြင်းစွာနေရရင်လုံခြုံစွာနေရရင်စိတ်ချစွာနေရရင်ကျင့်တဲ့ ဆိုတဲ့ခါကျတော့ပြည်သူတရက်လုံးရဲ့စိတ်ကအဲ့တိုင်ဖြစ်တယ်ခေါင်းဆောင်တွေအဲ့ဒါကိုကြည့်ဖို့လို့အခုလာရှုပ်ပြင်ပေးလိုက်ရတဲ့ကိစ္စတရုတ်ပေါင်းဝင်ပတ်သက်နေတဲ့ကိစ္စအဲ့ဒီမှာပါဘဟုအစိုးရမရှိတာနော်မမလေးမင်းတို့အစိုးရဆိုလို့ရှိရင်ပြည်သူကလက္ခဏာရဲ့အယူဒီဆိုပြီးတိုင်းရင်းသားလက်နက်ကိုင်နေနေတဲ့ဒီဘဟုအစိုးရအာရဲ့လက်အောက်ကနေတွားဖို့အယူတီလက်အောက်ကနေတွားဖို့ဆိုတာတော်တော်လေးကိုကက်ခဲနေတဲ့ကိစ္စလို့ကျွန်မမြင်တယ်ဒါဒါတောက်လျှောက်လေဒီလိုမျိုးပဲဖြစ်ခဲ့တာလေနော် ဲ့တော့ဒီအောက်ကနေမသွားတင်ဘူးဆိုလို့ရှိရင်ကျမတို့တခြားနီလန်ရှိလို့လားတခြားနီလန်ရှိရင်တော့မင်းများကောင်းတွေပေါ့ပေါ့ရှင်တခြားနီလန်မရှိဘူးဆိုလို့ရှိရင်တော့ဒီဘဟုဆွေးရနေပဲတော့အောင်ပါပဲဒီနိုင်ငံတကာနဲ့ဆက်ဆံရတဲ့ကိစ္စတွေတော့နိုင်ငံတကာအနေပြီးတော့ဝင်ပြီးတော့ဟာလားမင်းများကောင်းကွင်းနေတာကိုဝင်ပြီးတော့ဟိုခြေတစ်ဖက်နိုင်လိုက်ခေါင်းတစ်ဖက်နိုင်လိုက်နေရာတစ်ဖက်ဖြုတ်လိုက် လုံးဖို့ဆိုတာကဒီလိုမျိုးကျမတို့အချင်းချင်းကွဲပြဲနေပြီးတော့မှဘယ်သူအစိုးရခေါ်လို့ပေါ့မှမသိတဲ့ခြေနေမျိုးဖြစ်နေမြန်အောင်လိုင်းတို့ကိုလည်းနော်အာဆီယံကရောဒီနောက်တိုင်းတွေကရော မတတ်မှတ်ပါဘူးဆိုလျာလို့မတတ်မှတ်တော့ဘူးဒါလည်းတည်ဒါပေမဲ့တကယ်တကယ်စကားပြောရမယ်ဆိုလို့ရှိရင်ဘမလည်းအစိုးရအစိုးရဆိုတဲ့ပြည်သူ့ကျေးလုံးလက်ခံတာဖို့လို့လေအဲ့ဒီမှာနိုင်ငံလက်နက်ကင်ကြီးကိုယ်တိုင်ကအစားလက်ခံဖို့လို့လေပေါ့နော်ဒါကတော့ကျမတို့လက်ရှိမြင်တွေ့နေရတဲ့အခက်အခဲပေါ့အဲ့တော့ငွားကွဲတော့လေကျမတို့ကြားဆွဲခံရတယ်ဒီလိုမျိုးနဲ့ကျမတို့မြန်မာနိုင်ငံကြီးကိုနေမီတခုတခုစုပ်ပြီးဘယ်လိုလုပ်မလဲပေါ့နော်ကျမတို့ပေးထားရတဲ့တက်တီတို့ဘယ်လိုမျိုးရော်ကြီးပြန်ပေးမှလဲပေါ့နော်အဲ့ပြည်သူတွေရဲ့အနောက်ဘက်လိုက်ရမှာပဲလေဒါက မြန်မာပြည်ရဲ့အနာဂတ်ဆိုတာပြည်သူကစပြီးလုပ်ခဲ့တာပြည်သူရဲ့အနောက်ကိုမနိုင်လို့ရှိရင်တော့ကျမတို့ပေးဆက်ရတာတွေကမတန်ဘူးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဟိုဒီဘူဆိုရအောက်ကနေတော့ဘောကလည်းနံပါတ်1အရေးကြီးနေတာဖြစ်တယ်အဲ့တော့နိုင်ဟိုတိုင်းသားကောင်းဆောင်တွေရောဒီအယူကြီးရလူကြီးတွေဒီကိစ္စကိုဟိုအကောင်းဆုံးဖြစ်အောင်ဆွေးနွေးကြစေချင်တယ်ကျမတို့ကတော့နိုင်ငံရေးဟိုနိုင်ငံရေးဆိုတာနောက်မှပဲဖြစ်စီခြင်းနဲ့ပေါ့เนาะရေကုန်ကြီးတွန်းလှန်ရေးနိုင်ဖို့ဒါအကြီးအကဲလို့ပဲ ကျမတို့ကပြောချင်တယ်ပေါ့။တမိုင်းကိုတပတ်ပြန်ခေးသေးရင်မရှိ။ तू ကကို့မယုံ၊ကိုကသူ့မယုံဆိုလို့ရှိရင်ကျမတို့ရှေ့ဆက်လို့ရမှာမဟုတ်ဘူး။เนาะဒီလိုနဲ့ပဲကျမတို့ကကျမတို့နိုင်ငံကြီးကိုဟိုဟိုရုရှားကတဖဲ့ဖဲ့လိုက်၊တရုတ်ကတဖဲ့ဖဲ့လိုက်เนาะအမေရိကန်ကမျက်စောင်းထိုးလိုက်နဲ့เนาะဒီအိန္ဒိယကဟိုဟိုဂေကြီးတွေခိုးလိုက်အဲ့ဒီလိုမျိုးနဲ့ကျမတို့ကတပိပိနဲ့လုံးဝပေါအောင်မယ့်အခြေအနေမျိုးဖြစ်သွားမှာအရန်စိုးရိမ်မှာ။နောက်ကကတ်မန် ဒီဆရာနိုင်ငံရေးသုံးသက်တဲ့လူတွေခံမှန်းချက်အရဆိုလို့ရှိရင်တို့တို့လိုက်ပြီးလေ့လာချက်အရဒေတာချက်အရတွေဆိုလို့ရှိရင်ဒီနောက်ထပ်ဒီ TNL ကိုလည်း PR ပေးပြီးတော့ညင်မြေတွေပြန်တောင်းနေတာရှိတယ်အခုလည်းတောင်းနေရပေါ့နော် TNL နေနဲ့အခုလက်တလုံးမှာတော့မပေးနိုင်ဘူးလို့ပြောပေမဲ့ဒါအလုံးလုံးမပေးဘူးလို့ပြပြတသားပြောတာမဟုတ်အေးအေးဆိုရင်တော့တော်တော်ပြတ်သားတယ်နော်ဟို ဒကြမင်းလက်စင်းတားတော်မှာအင်္ဂါယောကလက်စင်းတားတော်မှာသူကမရက်ဘူးလုံးဆရာရှိရလုံးပြီလို့အေးဆိုရင်တော့အရန်ပြတ်သားတယ်ကျွန်တော်အနေနဲ့ဒီလိုစကားခေါင်းဆောင်ပြောင်းရဲ့နှုတ်ဆက်စကားအရန်ရေးကြည့်ရတယ်နော်ဒီစကားကိုကျွန်တော်တို့ယုံကြည်တယ်ပြပြတသားခိုင်ခိုင်မာမာ ပြောရဲတဲ့တတိပေါ့နော်ပြောတဲ့အတိုင်းလေလုံးမယ်လို့ယုံကြည်တယ်ပေါ့နော်ဒါပေမဲ့ဟိုတင်အလေတို့အခုဒီရက်ထဲမှာထွက်လာလက်တလုံးလည်းလုံးတော့ပြန်မပေးသေးပါဘူးဆိုတော့နောက်ဆိုပြန်ပေးမယ်ဆိုတဲ့သဘောအချိန်နဲ့ကလည်းဒီသဘောမျိုးဖြစ်နေတယ်ဒီတရုတ်ရဲ့ PR တရုတ်ရဲ့ လမ်းကြောင်းဒီကုတ်ကွေးလမ်းကြောင်းဟာဒီတင်းလေးဘက်ကတင်းသားတဲ့မျိုးတွေနဲ့တက်ဆိုင်နေတာဖြစ်တဲ့အတွက်ဒါကိုမရရအောင်လုပ်မယ်လို့ကိုခံမှန်းမိရပေါ့နော်အဲ့တော့ဟိုနွားကွဲတဲ့အဖြစ်မဖြစ်ကြစေချင်ဘူးဆိုရင်ကျမတို့ဟိုကျမတို့နိုင်ငံတရုတ်ကျွန်းမဖြစ်အောင်ဝိုင်းပြီးတော့ထိမ့်သိမ့်ကြပါ